တရုတ်စီးပွားရေးလုပ်ငန်းတွေဟာလုံးဝကြာဆုံးမှုနဲ့ရင်ဆိုင်နေရပါတယ်။အသေးစားလုပ်ငန်းတွေကစလို့တန်းဆန့်လို့အီယာမကုမ္ပဏီကြီးတွေအထိရှင်သန်ဖို့ရုန်းကန်နေရပါတယ်။တေးမှုကတော့အမေရိကန်ပြည်ထောင်စုမှာကြော်ညာအားလုံးကိုရပ်ဆိုင်းလိုက်တယ်လို့ကြေညာခဲ့ပြီးဒါကတေးမှုရဲ့ application store အဆင့်သတ်မှတ်ချက်ကိုတဟုန်တို့ကျဆင်းသွားစေခဲ့ပါတယ်။တေးမှုတစ်ခုတည်းမဟုတ်ပါဘူး။တရုတ်စိတ်ကန်းတွေပိတ်သိမ်းနေရပြီးအသေးစားလုပ်ငန်းတွေဟာမီးလောင်ပျက်စီးနေပါတယ်။ ီလုပ်ငန်းတွေကအလုပ်သမားတွေဟာလောက်ခလာစာမရတာကြောင့်လွန်ဒေါသထွက်နေကြပြီးတချိန်ကသူတို့အလုပ်လုပ်ခဲ့တဲ့စက်ယုံတွေကိုမီးရှို့နေကြပါတယ်။ပထမဆုံးအနေနဲ့တရုတ်စက်ယုံတွေတညအတွင်းပိတ်သိမ်းသွားနေရကနေစပါတယ်။အခွန်စစ်ပွဲဖြစ်ပွားနေတာကြောင့်တရုတ်နိုင်ငံမှာလူများပြားအလုပ်လက်မဲ့ဖြစ်နေကြပါတယ်။လုပ်ငန်းပိုင်ရှင်တွေတောင်ဒီဒုက္ခတွေကလွတ်မြောက်မနေပါဘူး။မကြသေးခင်ကမှလူတိုင်းအမေရိကန်ရဲ့အခွန်တွေတိုးမြင့်လိုက်တာကိုပြောနေကြပါဗျ အထက်လုပ်ငန်းမှာလုပ်ကင်နေတဲ့ကျွန်တော်တို့အတွက်တော့ဒါဟာတကယ့်ကြီးမားတဲ့ထိုးနှက်မှုတစ်ခုပါကျွန်တော်တို့ရဲ့ဖောက်တွေဟာအော်ရာမှားလာကိုရက်လိုက်ကြသလိုမှားလာပြီးသားအော်ရာတွေကိုလည်းဖျက်သိမ်းလိုက်ကြပါတယ်အရင်ကလေးကအခြေအနေဆိုးရွားနေတာပါအခုတော့ပိုပြီးမသေးကြမရေရာဖြစ်လာပါတယ်တိုင်ဆိုင်မှုတွေပြင်းထန်နေတဲ့ဒီအချိန်မှာကျွန်တော်တို့လိုအသေးစားနဲ့အလတ်စားလုပ်ငန်းတွေပေကူသွားရမလဲထုတ်လုပ်မှုစွမ်းရည်ကတော့အများကြီးရှိပေမဲ့နိုင်ငံသားကိုရောင်းမထွက်နိုင်ပါဘူး ပြည်ရင်းစေးကွက်မှာရောင်းမှုကျိုးလာရင်လည်းပြိုင်ဆိုင်မှုကြောင့်ပိတ်မိနေပါဗျ။ဒီအဖြစ်အပျက်တွေဖြစ်နေချိန်မှာနေရာချို့ကအလုပ်သမားတွေဟာဆန္ဒပြမှုတွေလုပ်နေကြပါဗျ။ Volkswagen စက်ယုံတယုံဟာ16နှစ်ကြာလဲပတ်ပြီးနောက်ပိတ်သိမ်းလိုက်ရပါဗျ။ဒါကအလုပ်သမားတွေရဲ့လစာပြဿနာတွေကြောင့်ဆန္ဒပြမှုတွေဖြစ်ပေါ်လာစေခဲ့ပါဗျ။လာစာပြဿနာဆိုတာကသူတို့လာစာမရတာကိုဆိုလိုတာဖြစ်မယ်ထင်ပါတယ်။ဒါကြောင့်မဲသူတို့ဆန္ဒပြနေကြတာပါ။ CCP ရာရှိတွေဟာအလုံသမားတွေဒုက္ခရောက်နေတဲ့ဒီအချိန်မှာဘာလုပ်နေကြမလဲအစိုးရရဲ့တာဝန်ကနိုင်ငံသူနိုင်ငံသားတွေဘဝတာယာပြီးတရားမျှတတဲ့အခွင့်အလမ်းတွေရရှိဖို့တည်ကြစီရမှာပါဒါပေမဲ့ရှီကျင်းဖြစ်တဲ့အလွန်ရင်းနှီးတဲ့တယောက်ရဲ့ပြောကြချက်ကတော့ကျွန်တော်တို့ဟာအမေရိကန်ပြည်ထောင်စုနဲ့ကုန်သွယ်ရေးစစ်ပွဲကိုမကြောက်ရွံ့ပါဘူးတရုတ်ပြည်သူတွေဟာတစ်နှစ်လုံးမျက်ပယ်စားပြီးရှင်သန်နိုင်ပါတယ်ဒီစကားကြောင့်ရည်မိပါတယ် ။ဘာလို့လဲဆိုတော့ဒီလူဟာအလွန်ချမ်းသာတဲ့သူဖြစ်နိုင်လို့ပါ။သူဟာရှီကျင်းဖင်ရဲ့ရင်းနှီးတဲ့မိတ်ဆွေတူဖြစ်ပြီးရှီကျင်းဖင်ကိုယ်တိုင်ကလည်း CCP ရဲ့ဥက္ကဋ္ဌအနေနဲ့ဒေါ်လာ1ဘီလီယံချမ်းသာပါတယ်။ဒီမှတ်ချက်ပေးနေတဲ့သူဟာတချိန်ကပါတီရဲ့ဒုတိယဥက္ကဋ္ဌဖြစ်ခဲ့သူပါ။သူ့မှာဒေါ်လာတန်းနဲ့ချီတဲ့စီးတဲ့ရှိမှသိကြပါတယ်။ဒါပေမဲ့သူကတရုတ်နိုင်ငံသားတွေကိုလစာအတွက်ဆန္ဒပြနေတဲ့တာမန်လူတွေကိုတစ်နှစ်လုံးမျက်စာဖို့ပြောနေပါလေ။ CCB ဟာတရုတ်နိုင်ငံသားတွေကိုအငတ်ခံစေတဲ့အကျင့်ရှိပုံရပါတယ်။မော်စီတုံးက1950ခုနှစ်တွင်မှဒီလိုလှုပ်ခဲ့တယ်လို့ရှီချင်းဖျင်ကလည်း2025ခုနှစ်မှာဒီလိုလှုပ်ဖို့ကြိုးစားနေပါတယ်။ CCB ဟာသူတို့ရဲ့တမိုင်းကနေဘာသင်ငန်းစာမှာမတင်ယူထားပုံရပါတယ်။ဘာလို့လဲဆိုတော့သူတို့ဟာမော်ရဲ့ဗီဒီယိုဖိုင်တွေကိုအသုံးပြုပြီးဝါဒဖြန့်ချီရေးကိုတက်ကြွသွားတွန်းအားပေးနေလို့ပါ။1953ခုနှစ်တုန်းကမော်က ကမ္ဘာကိုအမေရိကန်နဲ့အဆုံးထိတိုက်ဖို့အစဉ်အသင့်ဖြစ်တယ်လို့ပြောခဲ့ပါတယ်။ဒါဟာတရုတ်တန်းနဲ့ချီတဲ့လူတွေသိရမယ်ဆိုရင်တော့အဆုံးထိတိုက်မယ်လို့ဆိုခဲ့တာပါ။မော်စီဒုံဟာတမိုင်းမှာအသေးပြောက်အများဆုံးအာနာရှင်တွေကတူးဖြစ်ပြီးစတာလင်နဲ့ဟစ်တလာတို့ထက်တောင်လူပိုတက်ခဲ့ပါတယ်။ပိုပြီးဝမ်းနဲ့ကြာကောင်းတာကမော်ကသူ့ရဲ့နိုင်ငံသားတွေကိုတက်ခဲ့တာပါ။ရင်းရတဲ့အချိန်မှာတရုတ်နိုင်ငံသားတန်း60ကျော်ကိုအငတ်ပေးနဲ့တေဆုံးစေခဲ့ပါတယ်။စစ်ပွဲတော်မဟုတ်ပါဘူး။ မော်ဟာကွန်မြူနီဝါဒကိုအကောင့်ထဲဖော်ဖို့အရန်ဆွဲလန်းနေတာကြောင့်ဘလောက်အသက်ဆုံးရှုံးရမလဲဆိုတာကိုဗီယူမဆိုင်ခဲ့ပါဘူးအခုရှင်ချင်းဖြစ်တဲ့သူဥဆောင်နေတဲ့ CCP ဟာမော်ရဲ့မိန်ကွန်းတွေကိုအသုံးပြုပြီးတရုတ်ပြည်သူတွေကိုစိတ်အားတက်ကြွသည်ကိုစူးစမ်းနေတယ်လို့ထင်ပါတယ်တရုတ်နိုင်ငံသားတွေဟာ Twitter မှာဒီစကွဲဘလောက်ကြာမလဲဆိုတာကို post တွေတင်နေကြပါတယ်ဒီစကွဲဘလောက်ကြာမလဲဆိုတာကိုကျွန်တော်တို့ကဆုံးဖြတ်လို့မရပါဘူးအရင်တုန်းကသမ္မတ Truman ပေါ်မှာမူတည်ခဲ့တယ်လို့ အခုတော့သမ္မတအိုက်ဇင်ဟောင်းဝါပေါ်မှာမူတည်မှာပါဒါမှမဟုတ်နောက်ထပ်အမေရိကန်သမ္မတအသစ်ပေါ်မှာမူတည်မှာပါဒီစစ်ပွဲဘယ်တော့ကြာကြာကျွန်တော်တို့ဘယ်တော့မှအလျှော့မပေးပါဘူးကျွန်တော်တို့လုံးဝအောင်မြင်တဲ့အထိတိုက်မှာပါဒါဟာဝါရားဖြန့်ဗီဒီယိုဖိုင်တွေနဲ့မဟုတ်ပါဘူး CCB ဟာတန်းနဲ့ချီတဲ့အင်တာနက်မှတ်ချက်ပေးသူတွေကိုငှားရမ်းပြီးတရုတ်ဝါရားဖြန့်ချီရေးကိုတွန်းအားပေးနေပါတယ်ပြီးတော့တရုတ်ကွန်မြူနတီအစိုးရကိုဝေဖန်တဲ့ဗီဒီယိုတွေကိုဒေါင်းလုဒ်လုပ်နေပါတယ် အခုတော့ CCB ကအမေရိကန်ရဲ့အခွန်တွေကိုပြန်လည်တုံ့ပြန်တဲ့အနေနဲ့လုပ်နေတဲ့နောက်ထပ်အရာတစ်ခုကတော့ဟောလိဝုဒ်ရုပ်ရှင်အားလုံးကိုတရုတ်မှာပိတ်ပင်လိုက်တာပါဟောလိဝုဒ်ရုပ်ရှင်တွေအတွက်တရုတ်ဟာဈေးကွက်ကြီးတစ်ခု ဖြစ်ခဲ့ပါတယ်ဒါပေမဲ့ CCB ရဲ့ဒီလှုပ်ရှားမှုကြောင့်ကျွန်တော်တို့အားလုံးအတွက်အကျိုးကျေးဇူးတချို့ရှိလာပါတယ်တရုတ်ဟာဟောလိဝုဒ်ထုတ်လုပ်သူတွေအတွက်ဈေးကွက်ကြီးတစ်ခုဖြစ်နေတာကြောင့်သူတို့ဟာရုပ်ရှင်တွေရိုက်ကူးတဲ့အခါဇလန်းတွေဖန်တီးတဲ့အခါ CCP ကိုမထိခိုက်အောင်အမြဲတမ်းထားခဲ့ကြပါတယ် ဒါကြောင့်ထန်းအင်းမင်ရင်ရေပြင်းစုလိုက်ပြုံလိုက်တက်ဖြတ်မှုရေကျေးမှုတော်လန်ရေဒါမှမဟုတ်အဲ့ဒီလိုအကြောင်းအရာတွေနဲ့ပတ်သက်တဲ့ရုပ်ရှင်တွေကိုရှောင်ခဲ့ကြပါတယ်။ဒါပေမဲ့အခု CCB ကဟောလိဝုဒ်ရုပ်ရှင်တွေကိုပိတ်ပင်လိုက်တာကြောင့်တရုတ်သမိုင်းနဲ့ပတ်သက်ပြီးပိုပြီးစိတ်ဝင်စားဖွယ်ရာအကြောင်းအရာတွေ CCP ရဲ့စစ်မှန်တဲ့အနှစ်သာရနဲ့တဘာဝသူတို့ရဲ့အာဏာရယူခဲ့ပုံတွေနဲ့ပတ်သက်တဲ့ရုပ်ရှင်တွေ အများကြီးထွက်ပေါ်လာမယ်လို့ညွှန်လင့်နိုင်ပါတယ်။ဒါပေမဲ့ CCP က ဟောလိဝုဒ်ရုပ်ရှင်တွေကိုပိတ်ပင်နေတဲ့အချိန်မှာတရုတ်နိုင်ငံပိုင်မီဒီယာကတရုတ်နိုင်ငံသားတွေကိုအမေရိကန်စန့်ကျင်ရေးစိတ်ဓာတ်တွေတွန်းအားပေးနေပါတယ်။တရုတ်မှာမီဒီယာတွေကို CCP ကထိန်းချုပ်ထားပါတယ်။ဒါကြောင့်သူတို့ရဲ့ပြောဆိုချက်တွေဟာရှီကျင့်ဖင်စီကတိုက်ရိုက်လာတာပါ။မကြသေးငါသူတို့ဖော်ပြခဲ့တဲ့သတင်းကဒီလိုပါ။ CCTV News နဲ့တခြားတရုတ်နိုင်ငံပိုင်မီဒီယာတွေကဖော်ပြခဲ့တာက ဧပြီလ9ရက်မှာစတင်မဲ့အပြန်အလှန်အခွန်တွေကြောင့်အမေရိကန်ဒေသခံတွေဟာဈေးနှုန်းတွေမြင့်တက်လာမှာကိုကြောက်ရွံ့ပြီးစူပါမားကတ်တွေရဲ့ပြည်ဝင်ကကုန်ပစ္စည်းတွေအလူရက်ဝယ်ယူနေကြတယ်လို့ပါသူတို့သုံးထားတဲ့ဗီဒီယိုဟာ2015ခုနှစ်လောက်ကဖြစ်ပုံရပါတယ်ဒါကြောင့်နိုင်ငံပိုင်မီဒီယာတောင်လိန်ညာနေရကထင်ရှားပါတယ် CCB ဟာဒီလောက်ထိစိတ်တက်ကြလာပြီးတိတာတဲ့မတူညီတဲ့အချိန်ကာလကအတူရောင်ဝါရဖြန့်ချီရေးတွေကိုတွန်းအားပေးနေရတာပါဒီအားလုံးထဲမှာသိုးသုံးကတော့ အမေရိကန်မှာနေထိုင်နေတဲ့တရုတ်လူမျိုးတွေပါ CCP ကိုမကြိုက်တဲ့သူတွေဟာပြန်လည်ထွက်ခွာဖို့ဆုံးဖြတ်ခဲ့ကြပါတယ်ဒါပေမဲ့ဒေသခံတရုတ်လူမျိုးတို့ချိုရိုက်ကူးထားတဲ့ဗီဒီယိုတွေရတရုတ်နိုင်ငံပိုင်မီဒီယာကဖော်ပြထားတဲ့အခြေအနေတွေဟာအဲ့ဒီဗီဒီယိုတွေထဲမှာမပေါ်ခဲ့ပါဘူးဧပြီလ9ရက်မှာ Los Angeles မှာနေထိုင်တဲ့ Tommy ဆိုသူကသူ့အိမ်နာကစူပါမားကတ်တစ်ခုကိုသွားခဲ့ပါတယ်။သူကဒီဖြစ်ရဟာဖြစ်နိုင်ခြေနဲ့ပါတဲ့အဖြစ်ပြက်တစ်ခု ဖြစ်ပြီးချက်ကားပြောထားတာလို့ဆိုပါတယ်။ ဒီစူပါမားကတ်မှာတရုတ်ထုတ်ကုန်တွေအများကြီးရှိပေမဲ့ဘယ်သူမှအလူရက်ဝယ်ဖို့ပြေးမလာကြပါဘူးအားလုံးဟာပုံမှန်အတိုင်းပါပဲ CS တဲမှာနေထိုင်တဲ့တရုတ်လူမျိုးတအူးကသူ့အိမ်သားက Costco Go စူပါမားကတ်တစ်ခုကိုဗီဒီယိုရိုက်ခဲ့ပါတယ်သူက TikTok ပေါ်ကသတင်းတွေဟာအကုန်လုံးအတိတ်ပဲရှိတဲ့လိန်ညာစကားတွေပဲလို့ပြောပါတယ်ဒီလူတွေဟာတကယ်ကိုအတိတ်ပဲရှိတဲ့စကားတွေပြောတတ်ကြတယ်လို့ဆိုပါတယ်နောက်ထပ်စာရေးသူတအူးကလည်းလူရက်မှုတွေမရှိခဲ့ဘူးလို့ပြောပါတယ် အားလုံးဟာပုံမှန်အတိုင်းတည်ငြိမ်နေပါတယ်။ဒီဇလန်းဟာအလုံးမဖြစ်ခဲ့ဘူးဆိုတာထင်ရှားပါတယ်။ဒါပေမဲ့ CCP ကအတူယောင်ဝါဒဖြန့်ချီရေးတွေကိုတွန်းအားပေးဖို့ကြိုးစားနေတယ်မှာတကယ်ရုန်းကန်နေရတဲ့တရုတ်ပြည်သူတွေကိုလှစ်လျူရှုထားပါတယ်။တသက်လုံးကြိုးစားလုပ်ကင်ခဲ့ကြတဲ့တရုတ်နိုင်ငံသားတွေဟာအခုတော့မိသားစုကိုထောက်ပံ့ဖို့ကလေးတွေကိုပြုစုဖို့အတက်မွေးဝမ်းကြောင်းမှုမရှိတော့ပါဘူး။ဒီမှာဥပမာတစ်ခုရှိပါတယ်။ဥပဒေကြောင်ကပွဲရတဲ့ဦးဟာလူမှုကွန်ရက်ပေါ်မှာစိတ်ပြိုလဲပြီးပြောနေတာပါ။ တရုတ်မှာလူငယ်တွေပိုတိကြအောင်ပြောရရင်ပညာတတ်လူငယ်တွေဥပဒေကြောင်းကဘွဲရတွေတောင်ရရှိတဲ့နေ့စဉ်လောက်ခါဟာရှင်သန်မှုအတွက်မလုံလောက်ဘူးလို့ဆိုပါတယ်ဥပဒေကြောင်းကဘွဲရတို့ကစိတ်ပြိုလဲပြီးပြောလိုက်တာကသူတို့ရဲ့နာသာဟာ25ယွမ်ဖြစ်ပြီးလူမှုဖူလုံရေးအတွက်ဖြတ်ယူရတဲ့18ယွမ်နဲ့ဆိုရင်တစ်လမှာယွမ်900ပဲကျန်ပါတယ်ဒါဆိုရင်တစ်နေ့ကိုယွမ်30ကျော်ပဲရပါတယ် CCB ဒုတိယဥက္ကဋ္ဌကပြောသလိုတရုတ်နိုင်ငံသားတွေဟာတစ်နှစ်လုံးပြတ်စားဖို့ဆန္ဒရှိမယ်လို့မထင်ပါဘူး။ ဒါဟာနိုင်ငံရေးသမားတွေအလွန်ချမ်းသာလာတဲ့အခါဖြစ်ပေါ်လာတာပါသူတို့ဟာအာမန်လူတွေနဲ့ဆက်ဆက်ပြီးနားလည်နိုင်စွမ်းမရှိတော့ပါဘူးတကယ်တမ်းမှာနိုင်ငံသားတွေမပျော်ရွှင်တဲ့အခါသူတို့ဟာအကြမ်းဖက်မှုကိုလှည့်သွားကြပါတယ်ပစ္စည်းတွေကိုမီးရှို့ဖျက်ဆီးကြပါတယ်ဒါဟာတရုတ်မှာဒီကုန်သွယ်ရေးစစ်ပွဲမစတင်ခင်ကတည်းကဖြစ်ပျက်နေတာပါအခုတော့အခြေအနေတွေဟာပိုပြီးဆိုးရွားလာပါတယ်ဒါတွေကတရုတ်နိုင်ငံသားတွေနဲ့ပတ်သက်တဲ့အသေးစိတ်အချက်အလက်တွေပါ တရုတ်လူသမားတွေဟာလစာပြဿနာတွေကြောင့်စက်ရုံတွေကိုမီးရှို့နေကြပါတယ်။2024ခုနှစ်နှောင်းပိုင်းမှာတရုတ်နိုင်ငံမှာစက်ရုံပေါင်းများစွာကိုလစာများတဲ့လူသမားတွေကမီးရှို့ဖျက်ဆီးခဲ့တယ်လို့သတင်းတွေထွက်ပေါ်ခဲ့ပါတယ်။သူတို့ဟာတရုတ်နှစ်တကူအတွက်အိမ်ပြန်ဖို့တော့မတက်နိုင်ကြပါဘူး။အလုတ်ပြန်စားပြီးနောက်မှာမတူညီတဲ့ဒေသတွေမှာမီးလောင်မှုတွေထပ်ဖြစ်ပေါ်ခဲ့ပြီးပုံမြန်ဆန်စွာပြန့်နှံ့လာပါတယ်။ဖေဖော်ဝါရီလ18ရက်မနက်6:00နာရီမှာဒါလီယန်ခိုင် ဂွမ်ဂျိုးစက်မှုပန်းချံမှာမီးလောင်မှုတစ်ခုဖြစ်ပွားခဲ့ပါတယ်။ဒီမီးလောင်မှုဟာ9နာရီထက်ပိုကြာမြင့်ခဲ့ပြီးဂိုးလောင်တစ်ခုလုံးကိုဖျက်ဆီးပစ်ခဲ့ပါတယ်။ချုပ်ငင်းမြို့မှာလူအများပြားကလူမှုကွန်ရက်ပေါ်မှာဗီဒီယိုတွေမျှဝေခဲ့ကြပါတယ်။ဗီဒီယိုတွေမှာစက်မှုပန်းချံတွေကစက်ရုံအဆောက်အဦတစ်ခုမီးလောင်နေပြီးမီးခိုးတွေကောင်းငင်နဲ့တက်နေတာကိုပြထားပါတယ်။မနက်စံတိုင်းလောက်မှာကာဗာနျူးစ်ကသတင်းတော်တအူအခင်းဖြစ်ပေါ်ရာနေရာကိုရောက်ရှိခဲ့ပြီး ရဲတပ်ဖွဲ့ကမီးလောင်ရနေရာကနေ400မီတာကွာမှာပိတ်ဆို့ထားပြီးလူတွေနဲ့ယာဉ်တွေဝင်ရောက်ခွင့်ကိုပိတ်ပင်ထားပါတယ်။မီးတပ်ပိုက်တွေဟာ1ကီလိုမီတာလောက်ဆန့်ထားပြီးစက်မှုပန်းရံနာကမြစ်တစ်ခုကနေရေကိုဆွဲယူထားပါတယ်။ဧပြီ14ရက်မှာရှန်ကျိုးမှာတရုတ်နိုင်ငံမှာစက်ကရီယာကုမ္ပဏီတစ်ခုမှမီးလောင်မှုဖြစ်ပွားခဲ့ပြီးအခင်းဖြစ်နေရာမှာပေါက်ကွဲတံတွေကြားခဲ့ရပါတယ်။အွန်လိုင်းသုံးသူတို့ကမီးလောင်နေတဲ့စက်ရုံဟာစည်ရေးလက်ကျင်ရေးပစ္စည်းထုတ်လုပ်တဲ့စက်ရုံတကူလို့ဆိုကြပါတယ်။ ကျွန်တော်ထင်တာတော့တရုတ်နိုင်ငံသားတွေဟာ CCP ရဲ့ဒီကုံတွေရေးစစ်ပွဲမှာပြန်လည်တိုက်ခိုက်ဖို့ဆုံးဖြတ်ချက်နဲ့ပျော်ရွှင်နေတယ်လို့မထင်ပါဘူး။ဘာလို့လဲဆိုတော့နောက်ဆုံးမှာတရုတ်ဟာ American Dollar ပေါ်မှာမူတည်နေရပြီးတရုတ်ဟာ American စားသုံးသူစျေးကွက်ကိုလိုအပ်နေလို့ပါ။တရုတ်နိုင်ငံဟာ American ပြည်ထောင်စုကိုကုန်ပစ္စည်းတန်ဖိုးဒေါ်လာ450ဘီလီယံနီးပါးရောင်းချပါတယ်။ဒါဟာသူတို့ဟောင်ကောင်ကိုပို့တဲ့ပစ္စည်းတွေကိုမထည့်သွင်းရေတွက်ထားတာပါ။ အဲ့ဒီပစ္စည်းတွေကဟောင်ကောင်ကနေအမေရိကန်ကိုရောက်လာပါတယ်။ဒါလည်းမကဘူး။ VNN, Cambodia, Mexico ကိုပို့တဲ့ပစ္စည်းတွေကိုလည်းမထည့်ထွက်ထားပါဘူး။အဲ့ဒီပစ္စည်းတွေအလုံးဟာနောက်ဆုံးမှအမေရိကန်ကိုရောက်လာပါတယ်။ဒီနိုင်ငံတွေအလုံးပေါ်အခွန်တွေချမှတ်လိုက်တဲ့ယူရချက်ကတော့တရုတ်နိုင်ငံဟာအခွန်စည်းမျဉ်းတွေကိုအမျက်ထုတ်ဖို့အသုံးပြုခဲ့တဲ့အကွက်စင်ကြီးတွေကနေလွတ်မြောက်မသွားအောင်တည်ကြစေဖို့ပါ။တကယ်တော့အခုပိတ်လိုက်တဲ့အကြီးမားဆုံးအကွက်စင်ကြီးကတော့အခုံဥပဒေတွေက ဒီ minimix provision လို့ခေါ်တဲ့စီမင်းမှာဒီစီမင်းကိုတေးမှုနဲ့ရှိန်းလို့ကုမ္ပဏီတွေကအတွဲသုံးသားလုပ်ခဲ့ပါတယ်ဘလို့ဖြစ်လဲဆိုတော့နိုင်ငံသားကိုခရီးထွက်တဲ့အခါအမှတ်တရပစ္စည်းတွေပြန်ယူလာခြင်းလဲဆိုရင်အစိုးရမှာဒီ minimix provision လို့ခေါ်တဲ့စီမင်းတစ်ခုရှိပါတယ်ဒါဟာအတိတ်အရသေးလုံလုံလို့ဂရုစိုက်ဖို့မလိုတဲ့အရာလို့ဆိုပါတယ်ဒီစီမင်းကဘလို့လွတ်လွတ်လဲဆိုတော့ဥပမာနိုင်ငံသားကိုသွားပြီးအမှတ်တရပစ္စည်းတစ်ခုကိုပြန်ယူလာတယ်ဆိုပါဦး ဒါကိုအောက်ခွန်မှာမကြေညာရပါဘူးဒေါ်လာ၈00အောက်ဖြစ်နေသမျှယူလာတဲ့ပစ္စည်းပေါ်အခွန်ပေးချဖို့မလိုပါဘူးဒီစီမင်းဟာအမေရိကန်နိုင်ငံသားတွေအတွက်အရန်ကောင်းတဲ့ချွင်းချက်တစ်ခုပါဒါပေမဲ့တင်းမှုနဲ့ရှိန်းတို့ကုမ္ပဏီတွေကဒီစီမင်းကိုအကြီးစားအလွဲသုံးစားလုပ်ခဲ့ပါတယ်တကယ်တော့ပြီးခဲ့တဲ့နှစ်မှာတင်းမှုနဲ့ရှိန်းတို့ပေါင်းပြီးဒီချွင်းချက်အောက်မှာ package 1 billion ကျော်ပို့ဆောင်ခဲ့ပါတယ်သူတို့ဘယ်လိုလုပ်ခဲ့လဲဆိုတော့ ်အော်ဒါရီပြည့်နေတဲ့ကွန်တိန်နာတွေကိုမက္ကဆီကိုဒါမှမဟုတ်ကနေဒါလိုနိုင်ငံတွေကိုပို့လိုက်ပါတယ်။အဲ့ဒီမှာသူတို့ရဲ့ဂိုဒေါင်တွေမှာအော်ဒါတွေကိုဖြုံပြီးဒေါ်လာ800ဒါမှမဟုတ်ဒီထက်နည်းတဲ့သိငွေတဲ့ package တွေဖြစ်ခွဲထုတ်လိုက်ပါတယ်။ပြီးတော့ဒီ package တွေကို American နဲ့နယ်နိမိတ်ချင်းထိစပ်နေတဲ့နိုင်ငံတွေကကုန်လန်းနယ်စပ်ကနေ American နဲ့တည်ယူလာပါတယ်။ဒီလိုနည်းနဲ့တေးမှုနဲ့ရှိန်းလို့ဟာသူတို့ရဲ့ order တွေပေါ်အခွန်ပေးချဖို့မလိုအပ်ခဲ့ပါဘူး။ဒါလည်းမကပါဘူး။ ဒီနည်းနဲ့သူတို့ပြင်ယူလာတဲ့ထုတ်ကုန်တွေနဲ့ပတ်စံအားလုံးဟာအမေရိကန်တရုတ်ကုမ္ပဏီမှာကုန်ကြေးလုံငွေပြမှုဖြစ်မရေတွက်ခံရပါဘူး။ဒါကြောင့်တကယ်တမ်းမှာအမေရိကန်တရုတ်ကုမ္ပဏီလုံငွေပြမှုဟာတရံဝင်ထုတ်ပြန်တဲ့နံပါတ်ထက်အများကြီးပိုကြီးပါတယ်။တရံဝင်နံပါတ်တွေကအမေရိကန်တို့ဟာတရုတ်ကိုဒေါ်လာ150ဘီလီယံလောက်တင်ပို့ပြီးတရုတ်ကလည်းဒေါ်လာ450ဘီလီယံလောက်တင်သွင်းပါတယ်။အမေရိကန်တို့မှာကုန်ကြေးလုံငွေပြမှုဒေါ်လာ300ဘီလီယံလောက်ရှိပါတယ်။ ဒါပေမဲ့တကယ်တမ်းမှာဒီနံပါတ်ဟာတရုတ်ကုမ္ပဏီတွေအသုံးပြုခဲ့တဲ့အကွက်စင်ကြီးတွေကိုထည့်သွင်းမယူတတ်ထားပါဘူး။ဒါဟာ American စီးပွားရေးအတွက်သေတာပေါက်ဆိုးရွားတဲ့အရာတစ်ခုပါ။ဒါပေမဲ့ကောင်းတဲ့အချက်ကတော့ဒါမှမဟုတ်ဖုံးကွယ်ထားတဲ့ကောင်းကျိုးတစ်ခုကတော့ဒီကုမ္ပဏီစစ်ပွဲအတွင်းမှာ American တို့ဟာတရုတ်ပေါ်မှာမှီခိုနေရတာထက်တရုတ်က American တို့ပေါ်မှာပိုမှီခိုနေရတာပါ။ American တို့ကလူမွေပြတဲ့နိုင်ငံမှာ အမေရိကန်တို့ကတရုတ်ပစ္စည်းတွေကိုဝယ်ယူနေတဲ့သူတွေပါ။ဒါကြောင့်နောက်ဆုံးမှာတရုတ်ဟာအမေရိကန်တို့လိုအပ်တဲ့ဈေးပေါ်တဲ့တရုတ်ပစ္စည်းတွေထက်ဒေါ်လာတွေကိုပိုလိုအပ်ပါတယ်။အမေရိကန်တို့ရဲ့ဝယ်လိုအားကိုနိုင်ငံအသီးသီးကိုပြန်လည်ခွဲဝေနိုင်ပါတယ်။ဒါပေမဲ့တိဆောက်ပြီးသားစက်ယုံတွေကတော့မရွှေ့ပြောင်းနိုင်ပါဘူး။သူတို့ဟာရှင်းရင်းဆွဲနေရမှာပိတ်မိနေပါတယ်။တရုတ်ဟာအမေရိကန်စားသုံးသူဈေးကွက်အတွက်စက်ရုံတွေဖွံ့ဖြိုးတိုးတက်အောင်လုပ်ထားပါတယ်။ အမေရိကန်စားသုံးသူဈေးကွက်အတွက်လေ့ကျင့်ထားတဲ့အလုပ်သမားတွေလည်းရှိထားပါတယ်။ဒါကြောင့်ဆိုဂျိုးတွေဟာတရုတ်တို့ဘက်ကိုကြာရောက်မှာပါ။ပြည်သူဗန်ဒါကြီးနဲ့ဆိုဂျိုးကြာရောက်မှုဆိုင်ရာအခြေခံစည်းဝါးရေးသဘောတရားပါ။အကယ်၍ဆိုဂျိုးတွေဟာပြောင်းလဲပြင်လဲမရှိတဲ့တခြားနိုင်ငံတွေပေါ်ကြာရောက်နေမှာဆိုရင်တရုတ်ဟာသူတို့ရဲ့ပိုရှန်နေတဲ့ထုတ်ကုန်တွေကိုစုပ်ယူပေးမဲ့အခြားနေရာတစ်ခုကိုရှာရတော့မှာပါ။ဒါပေမဲ့သူတို့ရဲ့ပိုရှန်နေတဲ့ထုတ်ကုန်တွေကိုစုပ်ယူပေးမဲ့နေရာမရှိပါဘူး။ အမေရိကန်စားသုံးသူတွေလောက်ဝယ်ယူမဲ့သူဘယ်သူမှမရှိပါဘူး။သူတို့ရဲ့ပိုရှန်နေတဲ့ထုတ်ကုန်တွေကိုစုပ်ယူပေးမဲ့တခြားနေရာမရှိပါဘူး။ဒါကြောင့်ပဲ CCB ဟာအမေရိကန်ရုပ်တံလိုင်းတွေမှာသူတို့ရဲ့ဝါဒဖြန့်သူတွေကိုပို့လွှတ်ပြီးတရုတ်ဟာအမေရိကန်ဈေးကွက်မပါဘဲရှင်သန်နိုင်တယ်ဆိုတဲ့ဇာတ်ကြောင်းကိုတွန်းအားပေးနေတာပါ။ဒါပေမဲ့တကယ်တမ်းမှာဒါဟာမဖြစ်နိုင်ပါဘူး။ဒါပေမဲ့ CCB ကဘာကြိုးစားနေလဲဆိုတာကိုကျွန်တော်တို့နားလည်ဖို့လိုပါတယ်။သူတို့ဟာနှိမ့်နိုင်မှုတွေမှာ တရုတ်တို့ဟာစိတ်တက်ကြနေတယ်လို့ပြောလို့မရပါဘူး။ဘာလို့လဲဆိုတော့အဲ့ဒီအခါမှာတရုတ်ပြည်သူတွေအတွက်သူတို့ဟာအားလဲလွတ်တယ်လို့ထင်ရမှာမို့ပါ။ဒါကြောင့် CCP ဟာ American ရုပ်သံလိုင်းတွေကိုလူတွေပို့လွှတ်ပြီးတရုတ်ဟာ American ထက်အများကြီးအားကောင်းတယ်လို့ပြောနေတာပါ။ဒါပေမဲ့တစ်ချိန်တည်းမှာပဲ CCP ဟာနောက်ွယ်ကလမ်းကြောင်းတွေကနေပဲနှိမ့်နိုင်မှုအဆန္ဒရှိနေပါတယ်။တရုတ်ဟာအစုံထိတိုက်ခိုက်ဖို့အပြည့်အဝပြင်ဆင်ထားပါတယ်။ဘာလို့လဲဆိုတော့ကမ္ဘာကြီးဟာအမေရိကန်တစ်ခုတည်းက ကမ္ဘာဈေးကွက်တစ်ခုလုံးကိုကိုသားမပြုတဲ့အတွက်ပါဒါဆိုရင်အမေရိကန်ပြည်ထောင်စုကတရုတ်ဈေးကွက်ကနေလုံးဝဖယ်ထုတ်ပြစ်မဲ့လမ်းကြောင်းကိုသွားကျင်နေဆိုရင်သွားပါတရုတ်ကအမေရိကန်ဈေးကွက်ကိုဆုံးရှုံးရပါလိမ့်မယ်တရုတ်ဟာနှစ်9000ကြာတည်ရှိနေခဲ့ပါတယ်အများစုကာလမှာအမေရိကန်ပြည်ထောင်စုမရှိခဲ့ပါဘူးဒါပေမဲ့တရုတ်တို့ရှင်သန်ခဲ့ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်